သက်9နှစ်အရွယ်သုံးနှန်းချောင်းသူလေးကိုတတ်ပြီးရွှေနှကွင်းလူရဲယူဆောင်ခဲ့တဲ့ကျူးလွန်သူနှစ်ဦးကို48နာရီအတွင်းဖမ်းဆီးရမည်မင်္ဂလာပါပရိသတ်ကြီးရှင် မန္တလေးတိုင်းဒေသကြီးမိထီလာမြို့နယ်ကွက်ငယ်အုံစုတဟတန်းကျေးရွာနေမနှင်းရတီခေါ် PC မှာအသက်9နှစ် Grade 3ကျောင်းသူလေးဟာပျောက်ဆုံးခဲ့တာကြောင့်လိုင်းလံရှာဖွေရာ၄ရက်အကြာဇွန်လ17ရက်နေ့နနက်ပိုင်းမှာတော့တရွာရဲနေသူတအူစိတ်ကြောင်းသွားရမှာကျေးရွာတုတ်တန်းအနီးကန္တာရတော်ချုံပုတ်ထဲမှာပုံနဲ့ရှားလို့ဆာလာအိတ်တလုံးတွေးရှိရာကနေမနှင်းရတီခေါ် PC မရဲ့ရုပ်အလောင်းကိုရှာဖွေတွေးရှိခဲ့တာပဲဖြစ်ပါတယ်။ အကြောင်းကြားချက်အရသွားရောက်ကြည့်ရှုရမှာတော့ပျောက်ဆုံးနေသူမနှင်းရီဒီခေါ်ပီစီမာအားဒဏ်ရာများနဲ့တည်ဆုံးနေတာကိုတွေ့ရှိရတာကြောင့်ပြည်သူစီယုံရင်ခွဲယုံတို့ပို့ဆောင်ခဲ့ရတယ်လို့လည်းသိရပါတယ်စစ်စေးချက်အရမနှင်းရတီခေါ် PC မရဲ့ရွှေနှကွင်းတရံပျောက်ဆုံးနေကြောင်းသိရှိရပြီးအမဝန်ခွဲတော်ဆက်သူရဲ့တိုင်တန်းချက်အရမိတ်လာမျိုးမရဲ့စခန်းမှာရာစတကြီးဥပဒေပုံမှာ300နှစ်မြင်းဆောင်3ကိုလေးဖြင့်အမှုဖွင့်အရေးယူစုံစမ်းစစ်ဆေးခဲ့တာလည်းဖြစ်ပါတယ် အဆိုပါအမှုမှာပြည်မှုကျူးလွန်သူများကို ဖော်ထုတ်ဖန်ဆီးရမိရေးအတွက်စုံစမ်းဆောင်ရွက်ခဲ့ရာတဟတန်းချေရွာနေစိုးမင်းအောင်နဲ့ဇနီးဖြစ်သူ မလင်းစာနီစောခေါ်လင်းစာနီတို့နှစ်ဦးအားဂျွန်လ12ရက်နေ့မှာမတင်ကားဖြစ်ပြီးဖန်ဆီးခဲ့တာလည်းဖြစ်ပါတယ်။ ဇွန်လ23ရက်နေ့မှာတော့အမှုနဲ့ပတ်သက်ပြီးစစ်ဆေးခဲ့ရ၎င်းတို့နှစ်ဦးရဲ့ထွက်ဆိုချက်များအရအခင်းဖြစ်နေကအလောက်ကင်မကောင်း၍ဈေးသုံးရန်အခက်ခဲဖြစ်နေသဖြင့်၎င်းတို့ရဲ့သားနှစ်ဦးနဲ့အတူစော်ကစားနေသူနှင်းရတီခေါ်ပစ္စည်းမအားနေအိမ်သို့ခေါ်လာခဲ့ပြီးရွှေနှက်ကွင်းအားတောင်းရာ မနှင်းရတီမှမပေးဘူးအဖွားနဲ့တိုင်ပြောမယ်လို့ပြောဆိုခဲ့တာကြောင့်ဆိုမင်းအောင်မှဗဇက်ပိတ်လေပင်ညရာမှတေဆုံးသွားခဲ့ကြောင်းသိရှိရပါတယ် ဇနီးဖြစ်သူမလင်းစာနီအားဘလို့လောက်ရမလဲလို့မေးမြန်းရာဆာလာအိတ်နဲ့ထဲပြီးသုတ်တန်အနီးသွားပြည့်ရန်ပြော၍တေဆုံးသူမနှင်းရတီရဲ့ရုပ်အလောင်းအားဆာလာအိတ်အတွင်ထဲပြီးဇနီးဖြစ်သူမှအိတ်ကိုကင်ပေးခဲ့ကြောင်း၎င်းနောက်တရွာထဲနေသူတအူးထံမှဆိုင်ကယ်ငါးတင်ဆောင်ခဲ့ပြီးဆိုမင်းအောင်မှမောင်းနေ၍မလင်းစာနီကနောက်မှလိုက်ပါစီးနေခဲ့ကြောင်းအလောင်းထဲလာတဲ့ဆာလာအိတ်ကို၎င်းတို့နှစ်ဦးမှသုတ်တန်အနီမှာပြစ်ထားခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ အဆိုပါအမှုမှာတည်ဆုံးသူမနှင်းရည်ဒီခေါ်ပီစီမထံမှဖြုတ်ယူခဲ့သောရွှေနှကွင်းတရံအားမလင်းစာနေရောက်ချခဲ့သောမိထီလာစည်းကြီးအတွင်ရှိကျဲစင်ရွှေဆိုင်မှတက်တည်များနဲ့အတူပြန်လည်သိမ်းဆည်းရမိခဲ့ပြီးအခင်းဖြစ်နေ့ကရုပ်အလောင်းဆွန့်ပစ်ခဲ့စဉ်အသုံးပြုခဲ့တဲ့ဆိုင်ကအားဒီကနေ့ဇွန်လ14ရက်နေ့မှာထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းသိရှိရပါသည် ပြမှုကျွလွန်သူဆိုမင်းအောင်နဲ့မလင်းစာနီခေါ်လင်းစာနီတဟတ်တန်းချင်းရွာကွန်းငယ်အုပ်စုမိထီလာမျိုးနယ်မှာနေထိုင်သူတို့အားအမှုနဲ့တရားစွဲတင်နိုင်ရေးအတွက်ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါသည်